အယောင်ဒီတိုင်းအတွင်းရှိကြံတော်ရကလေးမှာငွေကြေးချမ်းသာတဲ့ဥပါဒံတို့မိသားစုရှိတယ်။ငွေကြေးချမ်းသာတဲ့အကြောင်းနှစ်ထပ်အင်ဂျီကို ဆောက်လုပ်ထားပြီးတော့ TV VCD ဆက်များလည်းရှိတယ်။ ဥပဒေကမိသည့်အရာကိုမျှအယုံကြည်မရှိအကြောက်လန့်မရှိတစုထိုးတစောက်ကန်းပြုလို့ပြောဆိုတဲ့သူဖြစ်တဲ့ဖြစ်ရွာထဲရှိလူများကတစောက်ကန်းဘာသန်လို့ပဲခေါ်ကြတယ်။ဥပဒေကဇနီးတဲ့ဆုံးသွားပြီးသားသုံးယောက်နဲ့သမီးနှစ်ယောက်ရှိလျာသားကြီးနှစ်ယောက်မှလည်းအိမ်အောင်ရသားကျသွားပြီးတော့အိမ်ခွဲပြီးနေကြတယ်။သမီးဖြစ်သူမရင်ငွေနဲ့မရင်ရွှေသားငယ်ထွန်းသိန်းတို့နဲ့အတူနေထိုင်တယ်။သားနဲ့သမီးတွေကအောက်ထပ်တွေနေထိုင်ကြပြီးတော့ဥပဒေကတော့အပေါ်ထပ်မှာနေထိုင်တယ်။ညဘက်များတွင်တော့သားသမီးများကတီဗီမှာလာတဲ့ဇာတ်ကားများကိုကြည့်ရှုပြီးဥပဒေက ည9နာရီထိုးသည့်နေ့အပေါ်ကိုတက်ခါအိတ်လေးရှိတယ်။ဥပဒန်ရဲ့အိမ်ရှိရွာလမ်းမကြီးတစ်ဖက်ကမှဥပဒန်အပိုင်းခြံထဲမှာယောက်ျား၄ဘက်ခန့်ရှိသောအဓိကကုကုပင်ကြီးတစ်ပင်ရှိပြီးတော့ရုပ်ကစိုးနဲ့ရှိရဲလို့ပြောဆိုကြတယ်။တကူးလားမကြမီတွင်မိုးများရွာချလေတော့မီလျက်စစ်မီမရှိသည့်တောရွာများဖြစ်သည့်ဖြင့်ထမင်းရင်းများချက်ပြုတ်စားတော့ရန်အတွက်ထင်းမီးပုံများကိုသာအသုံးပြုလေးရှိတယ်။ထင်းကြောင်များကိုရရှိစေရန်တပေါင်းလောက်မှစပြီးတော့ထင်းများကိုခုတ်ဖြတ်ပြီးတော့ခြောက်လှမ်းကြတယ်။ ထင်းများခြောက်သွားလျင်လည်းထင်းများကိုမိုးလုံးနဲ့တဲတဲကိုထည့်သွင်းပြီးတော့တင်လာကြတယ်။ဒုမာတာမိုးရင်အတွက်ထမင်းဟင်းချက်ပြုတ်ရာတွင်ထင်းကြောင်များကိုအလွယ်တကူရရှိမှာပဲဖြစ်တယ်။တနေ့တွင်တော့ဥပါဒန်းကမိုးရင်စာအတွက်ထင်းများစူဆောင်းထားရန်အတွက်သစ်ပင်များကိုခုတ်လဲဖြတ်တောက်ပြီးတော့ထင်းများပြုတ်လောက်ခါအချောက်လန့်နေလေတော့တယ်။တမိုးရင်စာထင်းများမလုံလောက်သေးသဖြင့်ကိုကိုပင်ကြီးရဲ့အကိုင်းခံများကိုခုတ်ယူပြီးထင်းလုံရန်ကြံစီမိပြီးတော့တစ်ခုတ်သမားကိုငားရွေခုတ်ခိုင်းလေတော့တယ်။ရွာထဲရှိတစ်ခုတ်သမားများကလည်းမခုတ်ရဲကြသဖြင့်တစ်ဖက်ရွာကတစ်ခုတ်သမားများကိုတွားခေါ်လေတော့တယ်။ထိုတစ်ခုတ်သမားများ က်ကလည်းကိုကိုပင်ကြီးကိုလာရောက်ကြည့်ရှုကြနေတော့တယ်။ဟာကိုကိုပင်ကြီးကအကြီးကြီးပဲဗျခုတ်လို့ဖြစ်ပါမလားဥပဒံရေခုတ်မှသာခုတ်ဆမ်းမှာကွာ ခမရတို့ကြောက်ရင်ဘာသန်းကခုတ်ခိုင်းလို့ခုတ်တာမကျင်နိုင်ရင်ဘာသန်းကိုသာတော့ပြောလို့ပြောလိုက်ခုတ်ခါကိုလည်းသူများတွေထဲပို့ပေးမယ်ဟုတ်ပြီလားဒါလို့ဆိုရင်တော့လေကျွန်တော်တို့ကခုတ်မယ်ဗျာတိပင်ကအတော်ကြီးတော့လူစုရမားနဲ့ဓာတ်တွေတို့ရအောင်မဆိုတော့တပတ်ခါကြမှာပဲလာခုတ်မယ်ဗျာအေးပါမင်းတို့အစီအပြေတဲ့အချိန်သာလာခဲ့ငါကတော့မြန်လေကောင်းလေပဲဟုတ်ကဲ့ကျွန်တော်တို့တပတ်ခါကိုလာခုတ်မယ်အခုတော့ရွာပြန်ပြီးလှုပ်ဆရာရှိလာလေးလှုပ်လိုက်ပါဦးမယ်ဗျာအေးအေးတပတ်ခါကြရင်တော့ဆက်ဆက်လာခဲ့ကြကွာငါမင်းတို့စားဖို့လေထမင်းပိုချက်ထားလိုက်မယ်ဟုတ်ပြီလား ဟုတ်ကဲ့တပတ်ခါကျရင်တော့ဆက်ဆက်လာခဲ့ပါမယ်တစ်ခုတ်သမားများလည်းဂရီပေးပြီးတော့ပြန်သွားကြလေတော့တယ်ထိုသတင်းကိုကြားလိုက်တဲ့အခါမှာတော့ရွာသားများကလည်းထိတ်လန့်အံ့ဩကြကုန်တယ်ဘာသန်းကတော့ပြက်တနာကိုမိခွက်ထုံးပြီးရှာနေပြန်ပြီဟေးတစုထိုးတစောက်ကန်ဘူးကလန့်ကွာစားကြီးဘာတန်းလေဘသူမှမခုတ်ရဲတဲ့တစ်ပင်ကိုခုတ်မလို့တဲ့ဒီရွာကတစ်ခုတ်သမားတွေကမခုတ်ရဲကြလို့ဟိုဘက်ရွာကတစ်ခုတ်သမားတွေကိုဈေးပို့ပြီးပြီးတွားငှားတယ်တဲ့ဘာဖြစ်မလဲတော့မသိဘူးစောင့်သာကြည့်ကြပြီတော့ဗျာဟုတ်တယ်ရုပ်ကစိုးကြီးနေတဲ့အပင်ကိုမှ ခုတ်မလို့တဲ့သူ့ဘာသာသူနေနေတာကိုသွားဆိုင်ရင်တော့ဟိုကငြိမ်းနေမှာမဟုတ်ဘူးဘဲချက်မသားပုံမလဲတော့မသိဘူးကြည့်ရတာပေါ့ဟေရွာသူရွာသားများကလည်းတယောက်တစ်ပေါင်းနဲ့ပြောဆိုဝေဖန်နေကြတော့လေဥပဒံကတော့ဂယူးမဆိုင်ဥပဒံရဲ့ဦးလေးတော်ဆက်သူဦးအောင်ကြီးမှသွားရီတားလီတော့လေဟဲ့ကောင်ပါတယ်မင်းကိုယ့်ကိုပင်ကြီးကိုခုတ်မလို့ဆိုဟုတ်တယ်လေဘိုးရင်းစာထင်းလို့ဖို့ခုတ်မလို့လေဘာဖြစ်လို့လဲဟာဘာဖြစ်ရမလဲအဲ့ဒီအပင်က အဓိကအပင်ကြီးလေပြီးတော့ရုပ်ကစိုးနဲ့တည်းလည်းရှိတယ်လို့ပြောကြတယ်လေမင်းခုတ်လိုက်ရင်တော့အတူနေစရာပျက်စီးသွားမှာပေါ့အချားအပင်တွေကိုပဲခုတ်ပါကွာဟာအချားအပင်တွေကအသီးတွေတည်နေတဲ့အပင်တွေကြီးပဲဒီကိုကိုပင်ကြီးကဘာတည်မှလည်းမစားရဘူးထင်းခိုင်းတွေကလည်းအများကြီးပဲလေဗျာပြီးတော့ခမားတို့ပြောနေကြတဲ့ရုပ်ကစိုးနဲ့ဆိုတာလေခမားတို့မြင်မှုလို့လားအလကားလျှောက်ပြောနေတာဟာမြင်တော့ဘယ်မြင်မှုမလဲကွာလူကြီးတူမာတွေပြောတာပေါ့အပင်ကြီးရင်အဆောက်ရှောက်ဆိုတာရှိတယ်ကွာ တကယ်ရှိတယ်ဆိုရင်လည်းဘာတန်းကဂယူးမဆိုင်ဘူးဗျာကျုပ်ပိုင်းနဲ့အပင်ကျုပ်ခုတာဘယ်သူဂယူးဆိုင်နေရမှာလဲမင်းပိုင်းနဲ့အပင်ဆိုပေမဲ့လည်းဒီအပင်ကြီးကအထက်ကရအပင်ကြီးလေပြောမရလို့ခုတ်မယ်ဆိုရင်လည်းသူနေလို့ရအောင်လို့တကိုင်းနှကိုင်းလောက်တော့ခြံထားပေးလိုက်ကွာဟာတကိုင်းမှမခြံနိုင်ဘူးဗျာအကုန်ခုတ်ပြင်မယ်အဲ့ဒါမှမိုးရင်းစာထင်းဖူလုံးမှာကျုပ်ထင်းမရှိရင်အဲ့ဒီရုပ်ကစိုးကထင်းလာပေးမှာလားသွားစမ်းပါဗျာအေးမပါတာလေလာပြောမနေနဲ့ အေးငါကမင်းကိုစေတနာနဲ့ပြောတာလက်မခံရင်လည်းမင်းသဘောပဲဥပဒန်ဤဒဇရုစကားကြောင့်ဥအောင်ကြီးမှာဒေါသဖြစ်ကပြန်ထွက်သွားလေတော့တယ်နောက်နေ့ကြတဲ့ခါမှာတော့တဖက်ရွာကတိခုတ်သမားများကရောက်လာကြလေတော့တယ်ကိုကိုပင်ကြီးရဲ့အကိုင်းခတ်များကိုခုတ်ရန်ပြင်ဆင်လေတော့တယ်ကိုကိုပင်ကြီးရဲ့ခိုင်းများကိုခုတ်ရန်အပေါ်သို့တက်ရန်ပြင်လိုက်ချိန်မှာပဲလေလဲမတိုက်မိုးလဲမရွာပဲနဲ့ကိုကိုပင်ကြီးပေါ်မှာတဖြောင်းဖြောင်းတရှဲရှဲမိလာသဖြင့်အပင်မောသို့တက်ရန်ပြင်ဆင်သူများပင်ထိတ်လန့်ကြကုန်တော့တယ်ထွက်ခါတိခုတ်သမားကောင်းဆောင်ကကဲ ဒီဘင်ကပုံကူကြီးရေမကျင်တတ်တာရှိရေလဲဥပါဒံကိုသာတွားလို့ပါဗျို့ကျုပ်တို့ကသူခိုင်းလို့လောက်ကြရတာပါကျုပ်တို့ကိုတော့ဘာမှမလုပ်ပါနဲ့လို့အဲ့ဒါလို့အော်ဟစ်ပြောလိုက်လေရပြန်လဲ၍ငိမ့်သက်သွားလေတော့တယ်တစ်ခုတ်သမားများလဲအပင်မောသူတက်ပြီးတော့အကိုင်းများကို ခုတ်ထည့်ကြလေတော့တယ်အကိုင်းများကကြီးမာပြီးများပြားလို့နဲ့အတွက်ကြောင့်မလို့လူရင်အဖြစ်ခုတ်ထည့်လိုက်ကြတယ် နေထိုင်တပြအယောက်မှာတော့ပြီးလေတော့တယ်ရုပ်ကစိုးကြီးနေသည်ဟုဆိုတော့ကိုကိုပင်ကြီးမှာအကိုင်းခက်တကိုင်းမှမကြံတော့ပဲကရုံးကြီးဖြစ်သွားပြီးတော့ငုတ်တူကြီးမြန်သာကြံနေတော့တယ်နောက်တနေ့ညနေမှောင်ပြိုးစာချိန်တွင်တော့ဥပဒန်းဤသမီးငယ်မဲ့ရင်ရှူမှာလဲတဲ့မှအိမ်တို့ပြန်လာနေခိုင်းအိမ်နာအယောက်တွင်တော့အနောက်မှနေ၍တစုံတစ်ယောက်မှလှမ်းဆွဲလိုက်သလိုခံစားရသဖြင့်လှဲ့ကြည့်လိုက်တဲ့အခါမှာတော့ဘာမှမတွေ့ရဘူးကြက်သိမ်းမွေးခြင်းနေလဲထလာပြီးအိမ်တို့အမြန်ပြေးလာလေတော့တယ်အိမ်တို့ရောက်တဲ့အခါမှာတော့အိမ်မော်တင်ထိုင်နေတဲ့ဥအောင်ကြီးကိုစိုက်ကြည့်ပြီးတော့လက်ညှိုးထုတ်က ဘာတန့်မင်းတတိထားအသံအောကြီးဖြစ်ပြောလိုက်လို့တော့လေဟဲ့ရင်ရွှေနေဖအေးကိုလက်ညှိုးထိုးပြီးတော့ဘာတွေပြောနေတာလဲငါရင်ရွှေမဟုတ်ဘူးဟိုကိုကိုပင်ကြီးမှနေတဲ့ရုပ်ကစိုးနဲ့ကြီးပဲအခုမင်းကအကိုင်းတွေကိုအကုန်ခုတ်လိုက်တော့ငါနေစရာမရှိတော့ဘူးမင်းကိုမကျင်နိုင်ဘူးကံမြင့်နေတော့မင်းလှုပ်ထအောင်ပေါ့ကွာမကြခင်ငါအကြောင်းသိရမယ်ဘာရုပ်ကစိုးလဲဘာနဲ့လဲဘာမှအယုံကြည်ကိုမရှိဘူးငါပိုင်တဲ့အပင်ကိုငါခုတ်တာဘာဖြစ်လဲအေးမင်းပိုင်တဲ့အပင်ကိုခုတ်ရင်လေနတ်နေကိုင်းတကိုင်းခြံထားပေးရတယ်ကွာ။ဘာဖြစ်မလဲဆိုတာတော့မကြခင်မင်းသိရလိမ့်မယ်ကွာ။ဟွန်း ဒေါသတကြီးအန်ကျိတ်တောက်ခေါက်ခါပြောလိုက်ပြီးမိုင်ရင်ရှိမှလဲကြသွားလေတော့တယ်။ထိုအချိန်မှာနောက်မှလိုက်ပါလာသူအမဖြစ်သူနဲ့မောင်နေကပွေ့ချီလိုက်လို့အမရင်ရွှေအမရင်ရွှေ အမရင်ရွှေဘာဖြစ်တာလဲအမအမထွားခါကြားမှမရင်ရွှေကခရံချောက်ချားဖြစ်ဟင်းငငငငငါဘာဖြစ်တာလဲအဲ့လိုမေးလာတဲ့ဖြစ်အကြောင်းစုံကိုရှင်းပြလိုက်လေတော့တယ်ကျမလဲတဲ့ကပြန်လာတာအိမ်နားရောက်ခန်းကြီးကမှအနောက်ကတယောက်ယောက်ကလှမ်းဆွဲလိုက်သလိုဖြစ်သွားတာအဲ့ဒါကြောင့်လှည့်ကြည့်လိုက်တာလဲဘယ်သူမှမရှိဘူးဒါနဲ့ကြက်သိမ်းမွင့်ကျင်နေထလာပြီးကြောက်ကြောက်နဲ့အိမ်ကိုအမြန်ပြန်လာတာအိမ်ရှိရောက်တော့ခေါင်းထဲကလည်းမိုက်ခနေဖြစ်သွားပြီးဘာမှကိုမသိတော့တာအခုမှပြန်ပြီးတတိယလာတာကဲကဲလာအိမ်မော်တက်တော့ဘာမှမဖြစ်တော့ဘူးစိတ်ကခရံချောက်ချားဖြစ်တာဖယားစင်ပေါ်မှာရေမဲလေးတောက်လိုက်ကောင်းသွားလိမ့်မယ် ဥပဒံကလည်းခပ်ပေါ့ပေါ့ပင်ပြောလိုက်ပြီးတော့အမှုမှအမှတ်မဲ့ပင်နေလိုက်တော့တယ်ထို့သောမဲ့ရွှေရှည်ဟာရုပ်ကစိုးနတ်မင်းကဝင်ပူးသည့်အကြောင်းကိုရွာသူရွာသားများကသိကြတဲ့ခါမှာတော့ပိုပြီးထိတ်လန့်ကုန်ကြတယ်ရွာထဲမှာဗုဒ္ဓတပည့်စုံနဲ့ဘာသာအီထံကိုသွားရည်မေးကြလေတော့တယ်အဘရေဥပဒံတော့ဟိုကုတ်ကိုပီကြီးကိုခုတ်လိုက်တာအဲ့ဒီဘက်မှာနေတဲ့ရုပ်ကစိုးကမကျင်နဲ့လို့သူ့သမီးငယ်ရင်းရွှေကိုဝင်ပူးပြီး ဥပါဒံကိုချိန်ဝနေတယ်တဲ့အဘကြားပြီပြီလားအေးအဘလည်းကြားပြီပါပြီကွယ်ဒီကောင်ဘာတန်းကမလုံးတင်တာကိုလှုပ်လိုက်တာပဲအဓိကကအပင်ကြီးကိုကရုံးပြအောင်ခုတ်လိုက်တော့အပင်ကြီးမှာမိခိုနေတဲ့ရုပ်ကစိုးနဲ့ကြီးကလည်းသူ့ရဲ့ဘုံဘိတ်မှန်ပြတ်သွားတော့စိတ်ဆိုးတာပေါ့အဘရုပ်ကစိုးဆိုတာတကယ်ရှိလို့လားရှိတာဗောလူဘွားတုံးကဖရာတရားတန်ကယရနာသုံးပါးမြဲမြံသူရဲအကျိုးရွာအကျိုးအများအကျိုးကိုစွန်းစွန်းတမန်တဲဘူးတဲ့သူတွေကွဲလို့ရင်ရုပ်ကစိုးဆိုတဲ့ စတုမဟာရဲအောက်နံများဖြစ်ကြတယ်။သူတို့ကတစ်ပင်ကြီးညောင်ဝင်ကြီးတွေကိုဘုံဝိမှန်ပြုတ်ပြီးတော့နေကြလို့ယောကဇိုးနံလို့ခေါ်ကြတာ။ယောကဇိုးနံကြီးတွေကတရေတစီပိတ်တာကြက်တူထဲဖုံးတကူလဲကြီးမာတယ်။သားစုပန်ရင်လဲသားစုပေးတယ်။သူတို့ကိုရိုးရိုးသေးသေးလေးလေးဆဆဆဆန်ပြီးကုသိုလ်ကောင်းမှုပြုအမျှပေးဝင်ရင်လဲအဲ့ဒီသူကိုပြန်လဲကြည့်ရှုဆောင်မလေးရှိတယ်။ပြီးတော့ယောကဇိုးနံတွေဟာအသက်အလွန်လဲရှိတယ်။ဘလောက်ထိအသက်ရှိသလဲဆိုရင်တော့နောင်ပွင့်မဲ့ဘုရားရှင်ကိုတောင်ဖူးမြော်ဝင်ရကြတဲ့တယ်။ ဟုတ်ရဲ့လားအဖရဲ့အဲ့လောက်တော့အသက်ရှိကြတာလားဟုတ်တယ်ကွမြတ်စွာဘုရားရှင်ရဲ့စံတော်ရှစ်စုကိုချီးမြှင့်ခြင်းခံရတယ်ဂုံသေးညီနောင်နှစ်ယောက်နဲ့ဥက္ကလာဘမင်းကြီးတို့ဟာရွှေတကုံစီတီတဲဖို့တိန်ကုန်းဒရာဂုံတော်ရှိတဲ့နေရာကိုမသိကြလို့ဒတိုင်းပြည်လုံးကိုမောင်းကြီးနှင်ခတ်ပြီးမေးမြန်းကြတော့လဲဘသူမှမသိကြဘူးဒါကြောင့်ဥက္ကလာဘမင်းကြီးကခမဲတော်တရားမင်းကြီးကိုတလိုက်တဲ့အခါမှာတော့တရားမင်းကြီးကအေယောင်စံတော်ကိုဆင်းပြီးနတ်ဘူကြီးပြိတ်သက်အပေါင်းနဲ့လူပြည်ကိုဆင်းသက်လာတာ ီအခါမှာဥက္ကလာဘမင်းကြီးကဖာခမဲတော်တကြမင်းရှေးဖျားသုံးစုတို့ရဲ့တောင်မွေတော်ရေစစ်တော်နဲ့ရေတနုတ်တော်တို့ကိုခါပနာထားရာတိန်ကုထရာကုန်းတော်ကိုညွှန်ပြပေးတော်မူပါလို့လျှောက်ထားမိမြတ်တဲ့အခါမှာတော့တကြမင်းကသားတော်ဥက္ကလာဘမင်းငါဒီလေတက်တန်းငယ်တာကြောင့်ရှေ့ဖျားများကိုမမိပေသို့တော့ရှေ့ကလေးကတက်တန်းလုံးရှေ့ကြတော့ ကဘာဆောင်ယောဂဇိုးနမင်ကြီးကိုခေါ်၍မေးမြန်းပေးပါအံလို့ဆိုကကဘာဆောင်ယောဂဇိုးနမင်ကြီးကိုစုဝေးစေပြီးတော့မေးမြန်းလေရာကဘာနတ်ကြီးတပါဖြစ်တဲ့အမိထရယောဂဇိုးနတ်ကြီးလို့ခေါ်တယ်။မော်ဘီနတ်ကြီးကတိန်ကုတ်ဒရကုန်းတော်တရှိတဲ့အရက်ကိုညွှန်ပြပေးလေတော့တယ်။အဲ့ဒါကိုကြည့်ရင်တော့ယောဂဇိုးနတ်ကြီးတွေဟာကဘာနဲ့ချီပြီးအသက်ရှည်တယ်ဆိုတာသိရတယ်။အဲ့ဒီယောဂဇိုးနတ်တွေမြမာတွေစုဝေးတဲ့နေရာကို အရင်ကစုဝေးကုန်လို့ခေါ်တွင်ကြပြီးတော့ဇေဒီတော်တစုကိုလည်းတီထားကိုးကွယ်ခဲ့ကြတယ်။နောင်ကာလရွေရှားလာတဲ့ ခါမှာတော့စုဝေးကုန်းကနေပြီးတော့စုလေကုန်းလို့ပြောင်းလဲခေါ်ကြတာလေဇေဒီကိုလည်းစုလေဇေဒီလို့ယနေ့ထက်ဒီတိုင်ခေါ်နေကြတာပဲကွယ်အဲ့ဒါလို့နဲ့ဘာသာအီးမှာရှေလျားဆိုတာရှင်းပြလေတော့တယ်အဘရှင်းပြမှာပဲတည်တည်ချာချာနဲ့သိရတော့တယ်ဥပဒေတော့ဘယ်နေ့ဘာဖြစ်မလဲမသိပါဘူးကြွာ ။သူကံမြင့်နေတဲ့အချိန်ဆိုတော့ဘာမှမဖြစ်သေးပါဘူး။ကံနေတဲ့အချိန်ကျရင်တော့ရုပ်ကစိုးနဲ့ကြီးကအညှိုးထားပြီးအန်ရပြုမှာကွ။ဒကိုင်းတလေခြံထားခဲ့ရင်တော့တော်သေးတယ်။အခုတော့ဘာသန်းကတပေလုံးကိုကရုံးဖြစ်အောင်ကိုခုတ်ပြလိုက်တာဆိုတော့တမင်တကာရန်သွားဆလိုက်တယ်လို့ပါပဲ။နန်းနဲ့ငကမလဲစားနဲ့တဲ့။မင်းတို့လည်းတစ်ပင်နေခုတ်ရင်သတိထားကြကွ။ပြီးတော့အကိုင်းတကိုင်းတော့ခြံပေးထားကြကြားလား။ဟုတ်ကဲ့ပါအဖ။တညာ တိတိကျကျပြောရရင်တော့ကိုကိုပင်ကြီးအားခုတ်ပြီးတဲ့9ရက်မြောက်ညာထိုညမှာ9နာရီကျော်တွင်သားသမီးများ TV ကြည့်နေချိန်တွင်တော့ဥပဒံအိမ်မောသူတက်သွားလေတော့တယ်ခဏမြာကြတယ်တော့ကဲကြပါဦးအာအာတေးရဲတေးရဲကြောက်ပါပြီကြောက်ပါပြီအာ ဥပဒေရေးစူးစူးချာချာအော်တန်နဲ့အတူရိုက်ပုတ်တန်များကိုလည်းကြားရသဖြင့်သားသမီးများကအပေါ်တန်တို့အပြေးလွှာတက်ကြည်ကြလေတော့တယ်။ကြည့်ရှုကြတဲ့အခါမှာတော့ဥပဒေမှာအပေါ်တဲ့ဝရဏနာကိုကြည့်ရင်းကြောက်လန့်နေကြအော်ဟစ်နေသည်ကိုတွေ့ရလေတော့တယ်။အဖေအဖေဘာဖြစ်တာလဲ။ဟိုဟိုဟိုမှာတရေကြီးငါ့ကိုရိုက်နေတာ။ ငါ့ကိုတတ်တော့မယ်မလားနဲ့တော်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 အာဥပဒန်မှာဝရန်တာဘက်စီကိုကြီးပြီးကြောက်လန့်နေကြဩပြီးမျက်ဖြူလန်သွားလေတော့တယ်ဥပဒန်ရဲ့အော်ဟစ်တန်းကြောင့်အိနီနာချင်းများကလည်းရောက်လာကြလေတော့တယ်ဘာဖြစ်တာလဲအော်တန်ကြားလိုက်လို့မသိပါဘူးဗျာအဖေအပေါ်တက်ကိုတက်သွားပြီးတိတ်မကြဘူးအော်တန်ကြားတာပဲတက်ကြည့်တော့ဝရန်နာကိုကြီးပြီးတရေကြီးကြောက်သွားပြီးလို့အော်ရင်းနဲ့သတိလည်သွားတာလောက်ကြပါအောင်ဗျာလူကြီးတွေကစမ်းသက်ကြည့်တဲ့အခါမှာတော့ဥပဒန်မှာမျက်ဖြူလန်ပြီးတော့အသက်မရှိတော့ဘူးဟာဘာသာအသက်မရှိတော့ဘူးတခုခုကိုမြင်ပြီးအကြောက်လွန်ပြီးနှလုံးရက်သေးသွားတာနေမယ် ဟမ်အမအမလီအဖေရဲ့တမီးတို့ထားခဲ့ပြီလားကဲကဲငိုနေကြလို့လည်းမပြီးဘူး။နာရီတော်လှုပ်ရှားရှိတာကြီးလည်းလှုပ်ကြဟေ။တမီးများကအော်ဟစ်ငိုကြွေးနေကြသဖြင့်လူကြီးများကလည်းပြောလိုက်ရာဥပဒိုင်းရင်နာရီအတွက်ပြင်ဆင်ကြလေတော့တယ်။ဥပဒိုင်းရင်အလောင်းအားရေချိုးပြရန်ဝတ်ထားတဲ့အဝတ်ကိုချက်လိုက်တဲ့အခါမှာတော့ကြီးစုသူများပင်အလွန်ပင်အံ့ဩထိတ်လန့်သွားလေတော့တယ်။ဟာလောဝါရကြီးအကြီးကြီးပဲဟာ။အမလီဖေ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 ။ အကြောင်းမှာဥပါဒံဤကြောကုန်းတွင်တာမန်ထက်ကြီးမားတဲ့လဝါရကြီးကိုတွေ့လိုက်ရသောကြောင့်ပဲဖြစ်တယ်။အမြဲမင်းရေချိုးပေးလိုက်ကြပြီးအလောင်းပြင်လိုက်ကြလေတော့တယ်။ဥပါဒံရဲ့နာယီက9ရက်ပြည့်တဲ့နေ့မှာတော့ရွာထဲမှာလူများကနာယီအတွက်ဝိုင်းကူလောက်ကင်ဆောင်ရွက်ပေးလေတော့တယ်။ထွဲချိန်မှာပဲစက်တုံလိနေတဲ့အမျိုးသမီးတဲမှာအမျိုးသမီးတူကရုတ်တရက်ထငိုတော့တယ်။ငါသမီးတွေကိုခေါ်ပေးကြပါ။ငါပါတဲ့မှာငါပြောစရာရှိလေ။ အဲ့ဒါလို့ပြောသဖြင့်မန်ရင်ငွေမန်ရင်ရွှေနဲ့မောင်ထွန်းသိန်းတို့ဟာခေါ်ပေးလီတော့တယ်။တာသမီများရောက်လာကြတဲ့အခါမှာတော့တမင်းကြီးရင်ငွေအဖေအတွက်ကုသိုလ်ကောင်းမှုပြုပြီးအမြအတန်းလေးပေးဝေပါ။ရုပ်ကိုယ်သူကြီးကအဖေကိုအိမ်မော်တက်ပြီးကြောကိုလဝါနဲ့ရိုက်လို့သေခဲ့ရတာ။အခုကိုကိုပင်နားမှာနေနေရတယ်။စားစရာလည်းဘာမှမရှိဘူး။အဖေအရန်ကိုဒုက္ခရောက်နေတယ်။အဖေကိုအမြလေးပေးဝေပါဦး။ အဖေစိုးလာကြည်လားအဖေရဲ့စိတ်ချပါတမီးတို့အဖေကိုရည်စူးပြီးကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့အမျှပေးဝေပေးပါမယ်အဖေရဲ့ဒါဆိုရင်အဖေသွားတော့မယ်နော်အခုတော့ရုပ်ကစိုးကြီးကိုခွင်နှောင်းပြီးလာပြောရတာ အချိန်ကြာကြီးလည်းမရဘူးစိတ်ချပါအဖေရဲ့သမီးတို့အဖေကိုတည်တည်ချာချာအမျှပေးဝေပါမယ်သားသမီးများကဂတိကဝေပြုတ်လိုက်တဲ့အချိန်မှာတော့ဥပဒန်လည်းကျင်းနေသွားပြီးထွက်ခွာသွားလေတော့တယ်ဥပဒန်ရဲ့အာတုပတ်ခုနှစ်ရက်ပြည့်၍ရက်လယ်တဲ့နေ့မှာပဲသားသမီးများကယဟန်တန်ဃာများကိုလူဝဲပစ္စည်းများဆက်ကန်လှူဒန်းပြီးအာတုပတ်တရားနာကြကဥပဒန်အားအမျှအတန်းပေးဝေလိုက်ကြလေတော့တယ်ထို့အမျှအတန်းပေးဝေပြီးတဲ့နောက်မှာတော့ဥပဒန်မှာကျွတ်လွတ်သွားလီလာမသိမိသူကိုမှပူကတ်ခြင်းမရှိတော့ချေသို့တော်လည်းတစောက်ကန်းဘာတန်းဟုခေါ်ကြတော့ဥပဒန်၏အကြောင်းမှာတော့ကြံတော့ရကလေးမ ှာပြော့စမတ်တွင်နေခဲ့လေတော့တယ်ဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်